မိသမီးကြီးအင်ဒရာကျော်စင်ကတော့ခုချိန်မှာနှုတ်ပညာလုပ်တွေကိုတဖြည်းဖြည်းနဲ့ပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ဒါကြောင့်မို့လဲပရိသတ်တွေကတော့ဝမ်းသာပျော်ရွှင်နေကြတာပါ။အကြောင်းကတော့နှုတ်ပညာလောကမှာအမှန်တကယ်ပဲသရုပ်ဆောင်တော်ပါလေဆိုတဲ့သူတွေမရှိတော့တာကြောင့်ရုပ်ရှင်လောကကြီးကလည်းပေါ်ကားတွေနဲ့ပြန်နှံ့ခဲ့တာအလုံးသိကြမယ်လို့ထင်ပါတယ်။ဒါကြောင့်မို့လဲတဘာဝမိသမီးဖြစ်တဲ့အင်ဒရာကျော်စင်ကိုရုပ်ရှင်စကားတွေမှာမြင်တွေ့ချင်းကြတာပဲဖြစ်ပါတယ်။ ။အစပိုင်းမှာတော့အင်္ဒရာကျော်စင်ကနှိပညာလုပ်တွေနဲ့ကင်းကွာနေပြီဖြစ်တာကြောင့်နေ့တော်ကြာအချိန်ယူရမှာပဲဖြစ်ပါတယ်။ခင်မုန်းတဲ့ဖြစ်သူ PDU ကလည်းထူနေတူစွာအနုပညာလောကောက်တဲ့ကိုဝင်ရောက်ခြင်းမရှိတော့ဘဲကိုပိုင်လုပ်ငန်းတွေနဲ့သာစောင့်ချပြီးတော့လုပ်ကိုင်နေကမိသားစုကိုပဲအချိန်ပေးခဲ့တာပါ။လုံခဲ့တဲ့လပိုင်းကမှဇနီးမောင်နဲ့နှစ်ယောက်ကပြိသက်ရှိကိုပြန်လည်ရောက်ရှိလိုလာခဲ့တာပါ။ကြောညာနေငယ်ကိုလည်းလက်ခံရကူနေတာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အင်နာကျော်စင်ကကြောညာလေးတွေကိုလည်းဆက်မပြတ်ရကူခဲ့တာတွေ့ရပါတယ်။ ။အင်ဒါကျော်စင်ကတော့အခုချိန်ထိလည်းခလေးနှစ်ယောက်အမေဆိုပေမဲ့လာသွေးကျွဲကစစ်တီရှိရှိနဲ့လာနေတာဖြစ်သလိုအရွယ်တင်မှုတွေကြောင့်လည်းအခုခေတ်မင်းသမီးတွေကအားကျနေရတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဖက်ရှင်ပိုင်းမှာတေချာရွေးချယ်ဝတ်ဆင်သူဖြစ်တာကြောင့်ဖက်ရှင်ကွင်းဖြစ်တောင်းတေစားခေါ်ဝေါ်လောက်တဲ့အထိနာမည်ကျော်ကြခဲ့တာပါ။ဒါပေမဲ့လည်းအင်ဒါကျော်စင်နေနဲ့အသက်ရွယ်အားဖြင့်90နာကနေပြီဖြစ်တာကြောင့်အလားပါရေရမှာဂယူဆိုင်နေရသလိုကျမရေကိုလည်းလိုက်စားနေရတယ်လို့ဆိုပါတယ်။ ရာဂါစာတိုင်ဖုန်းမုန်တိုင်းကြောင့်ကိုဦးသေဆုံးပြီးဖွာလိုင်းမုန်တိုင်းဖိလစ်ပိုင်သို့ထပ်မံဝင်ရောက်ပြီးခဲ့တဲ့ရက်ပိုင်းကမှဂါစာမုန်တိုင်းနိုင်ငံမြောက်ဘက်ဆုံးသို့ဝင်ရောက်ခဲ့သဖြင့်ကိုဦးသေဆုံးကနှလန်ပြန်ထူရန်မကြိုးစားနိုင်သေးခင်မှာပဲဖိလစ်ပိုင်နိုင်ငံသို့စတေမာလာ26ရက်နေ့နောက်ထပ်အင်အားဖြင့်အပူပိုင်းမုန်တိုင်းဖွာလိုင်းကထပ်မံ၍ဝင်ရောက်လာမည်ဖြစ်ကြောင်းစတင်ကြောင်းများပိတ်လေကြောင်းခရီးများဆက်လက်ပိတ်သိမ်းရကြောင်းသိရပါသည်။ရာစာမုန်တိုင်းကြောင့်နိုင်ငံမြောက်ပိုင်းကာကာယန်ခရင် ကာကာယံခရိုင်ရှိငါးဖက်လုံသား9ဦးလင်းနှမြုပ်သေးဆုံးခဲ့ပြီးသစ်ပင်ကြိုးကြသဖြင့်တဦးသေးဆုံးမြေပြိုမှုကြောင့်84နှစ်ရွယ်အမျိုးသားတဦးပါဝင်ကိုဦးမာရောသေဆုံးက9ဦးတက်ရရရှိခဲ့ကြောင်းသိရပါရယ်စက်တဘာလ24ရက်နေ့ဂါဇာမုဂါဇာမုနိုင်တံပြည်သူများကို ဂါဇာမုန်တိုင်းထံအသင်းပြည်သူများကိုစာနယ်ရိတ်ခါနှင့်ရေပေးကူညီများထောက်ပံ့ပေးမှုများအတွက်ဖိလစ်ပိုင်သမ္မတကညွှန်ကြားထားခဲ့ပြီးတပြိုင်နက်တည်းမှာဖိလစ်ပိုင်တောင်မတ်စွန်းရှိအကြီးမားဆုံးလူနေထူထပ်ဆုံးလူစုံကြုံအားလည်းဗဟုပြု၍စတိမာလာ26ရက်နေ့နောက်ထပ်အင်အားပြင်းအပူပိုင်းမုန်တိုင်းကထပ်မံဝင်ရောက်မည်ဟုသတိပေးထုတ်ပြန်ကစာသင်ကြောင်းများဆက်လက်ပိတ်ထားရပြီးလေကြောင်းခရီးများလည်းဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်ဖိလစ်ပိုင်နိုင်ငံအပူပိုင်း မာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်တောင်းဝင်ရှိသူများကနောက်ထပ်လာမယ့်ပွိုင်လာမုန်တိုင်းကိုလည်းအသက်အန္တရာယ်ကိုအလုံးချင်းချောက်နိုင်သည့်အဆင့်ရှိသောမုန်တိုင်းတစ်ခုဖြစ်တာကြောင့်လူဦးရေ၃သန်းထိမုန်တိုင်းတင်နိုင်ကော